ချောင်းရအောင်မှတ်ပြီးကိုပြောလို့ရသွားပြီအရန်လွယ်သွားပြီပေါ့နော်စာချက်တော့လုံးဝကျက်လို့မရတော့ equation လေးတတိတိတချောင်းအောင်မှကျက်ပြီဆိုလို့ရှိရင်လေအကြာကြီး9မိနစ်လောက်တော်တော်အောင်မှအချိန်ပေးပြီးကျက်နေရဆိုတော့ဘယ်ောင်းမြန်ပြန်ဖြစ်သွားတာပေါ့နော် ီလားဆိုတော့ဒီပြိုးရင်ကကြတော့အမတို့ကဒါအဆောင်နေပေါ့နော်အဲ့လိုဘောရာဆောင်လိုပုံစံမျိုးရိုက်ကြတာများတယ်ဟိုဟိုအမတို့ကကြတော့စရဲလုံးကကြတော့ဘောရာဆောင်လည်းနေခဲ့ကြတာမဟုတ်ဘူးလေအပြင်ချောင်းပုံစံမျိုးလေးနဲ့ပဲတက်ခဲ့ကြတာဆိုတော့ဟိုဒီကမှကကြတော့အဲ့လိုဘောရာနေအဆောင်နေဆိုဘယ်လိုမျိုးနေကြလဲအော်ဘယ်လိုမျိုးစီးဆရာရဲ့လက်မှနေကြရဲဆိုတော့ကော်ပြန်လေးလာလေးတော့ရှိတာပေါ့နော်အဓိကစာသင်ချိန်မှာမုတ်ခိုးစားရတဲ့ဟာမျိုးလေးဆိုလို့ရှိရင်တော့ငါတို့ဆိုဘယ်လိုမျိုးပုံစံခဲ့တာပေါ့အမတို့နဲ့တုန်းကဆိုမှတ်မိသေးရဲ့အဲ့လိုရန်ရန်နှုတ်တွေကိုခြေပြီးရောအဲ့လိုလေ မှုတ်တွေဖောက်ထုတ်ပြီးနေစားကြဇွန်းတက်ပြီးနေစားကြအဲ့လိုအမတ်တရားလေးတွေတော့ရှိရပါဘောအဲ့ဒါလေးကြီးတို့ပြန်ပြန်ပြီးတော့တတိယမိခွားရဲ့အချိန်လေးတွေတော့ရှိပါတယ်အစာတော်ရဲ့နေရာမှာပါလာဆိုတော့အဲ့လိုအရန်ကြီး hyper ဖြစ်နေတဲ့နေရာမှာမပါဘူးပုံမှန်လေးပဲဟိုဆက်ပွဲကြရဲ့အချိန်ကြီးလည်းရှိရလာပတ်စာမေးပွဲဆိုဆယ်ထဲမှာကြရဲ့အချိန်ကြီးလည်းရှိရအမတ်နေရဲ့အချိန်လည်းရှိရအမတ်ကောင်းတဲ့အချိန်ကြီးလည်းရှိရပေါ့အဲ့လိုမျိုးပဲဟို တလဲစီဖြစ်နေရပေါ့နော်အရန်အမြဲတမ်းအေ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 းတွေယူရဲသွားနေရတော့မဟုတ်ဘူးပေါ့ဟုတ်စာကျူးစားရဲမှာပါလားဆိုတော့စာကျူးစားရဲထဲမှာတော့ပါပါတယ်ဟိုစာကျူးစားရတာပေါ့နော်ဟိုကိုကအရန်တော်ရဲထဲမှာလည်းမပါတော့ဟိုသူများနီးတူတော့စာတော့ကျူးစားရတာပေါ့အရန်ညံ့နေတယ်တော့မဟုတ်ဘူးပေါ့တူတူဒီအမှုပညာလောကတွေကိုဝင်လာဆိုလို့ရှိရင်ဆယ်တန်းပြပြချင်းဖက်စီယာလောက်တည်းကစဝင်လာဆိုတော့အဲ့တုန်းကဆိုရင်အုံနောက်ကဒါလိုကြီးဂျုံကဆက်လို့မရအောင် equation တသေးသေးတချောင်းဆိုလို့ရှိရင် ကနာနင်းနဲ့ကြက်လိုက်တာနဲ့အုံနောက်ကမှတ်မိရဲ့ဘယ်ဟာဖြစ်ဖြစ်ရရဲ့အဲ့တော့ဆိုဒါတော့ကိုကြက်မယ်ဆိုလို့ဖတ်မယ်ဆိုလို့ရှိရင်လေတေးသေးတချောင်းတော်မှာအယမ်းမေးတာဘလောက်ပဲမှတ်ရမှတ်ရပါတော့အယမ်းမှတ်ရခက်တယ်နောက်ပိုင်းဒီအလုံးမှာတဖြည်းဖြည်းနဲ့ကိုယ်ရင်ပါသွားတဲ့ခါကျတော့ဒါယလော့ကဘလောက်ပဲရှေ့ရှေ့တစ်ခေါက်လေးဖတ်လိုက်တာနဲ့ပြီးလို့ရှိရင်ဒီချောင်းရောက်မှတ်ပြောကိုပြောလို့ရသွားပြီအယမ်းလွယ်သွားပြီပေါ့နော်စာကျတော့လုံးဝကျက်လို့မရတော့ equation လေးတတိလေးတစ်ချောင်းတောင်မှကြက်ပြီဆိုလို့ရှိရင်လေအကြာကြီး9မိနစ်လောက်ကိုတော်တော်တော်မှအချိန်ပေးပြီးကြက်နေရဆိုတော့လို့ရောင်းမြန်ပြန်ဖြစ်သွားတာပေါ့နော်အဲ့ဒါကတော့အခက်ခဲလို့ပြောလို့ရတာပေါ့ဒီစာနဲ့ဂျာလော့ရင်းနဲ့ဖက်ရတဲ့အခက်ခဲဖြစ်သွားတာပေါ့ဟုတ်